အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့ပုံပြင်လေးရတော့စာရေးဆရာမောင်ပူမွေးရေးသားထားတယ်မြေတားဤတုံ့ပြန်မှုသဘောလို့အမိရပါတယ်တိုင်းပြည်တစ်ပြည်မှာပညာရှိအမတ်ကြီးတဝူးရှိပါတယ်အဲ့ဒီအမတ်ကြီးဟာဘရင်ထံပါမှာငင်းခါစားနေရသူဖြစ်ပေမဲ့လေမင်းလူလိုက်မင်းကြိုက်ဆောင်ပြီးတော့မတင်မဲနဲ့မယံကိုသာရှောက်တင်လीရှိပါတယ်အခါမှာပြည့်ရှင်မင်းကြီးကညီလာခံမှာ ပြည်သူလူထုအားငါအားချစ်ခင်မြနိုးကြရဲမဟုတ်ပါလားလို့မိတော်မူတယ်။အဲ့ဒီခါမှာတခြားမူမတ်တွေကမှန်ပါပြည်သူလူထုဟာအရှင်မင်းကြီးကိုချစ်ခင်မြနိုးကြပါရဲဖရားလို့မင်းလိုလိုက်ပြီးတော့ရှောက်တင်ကြတယ်။ပညာရှိအမတ်ကြီးကတော့မှန်ပါအရှင်မင်းကြီးကပြည်သူလူထုကိုမြေတားမပြောင်းရင်အရှင်မင်းကြီးကိုလည်းပြည်သူလူထုကမြေတားပြတ်မိမဟုတ်တာကြောင့်အထူးမင်းနေစအကြောင်းမဟုတ်ပါဖရားလို့ရှောက်တင်လေတယ်။ အမတ်ကြီးရဲ့လျှောက်တင်ချက်ကိုဘုရင်ကြီးကအဝင်မကျဖြစ်တာကြောင့်အမတ်ကြီးတင်လျှောက်တာမှန်ပါမလားလို့မိတော်ဟူပြန်တယ်။ပညာရှိအမတ်ကြီးကလည်းကျွန်တော်မျိုးလျှောက်တင်ချက်ကအလွန်မှန်ပါတယ်။အရှင်မင်းကြီးမယုံရင်တာမန်လူလိုမထင်မရှားရုပ်ဖြက်ပြီးလူသားလူလာများတဲ့နေရာတွေမှာစောင့်ဆိုင်မင်းမြန်စုံစမ်းတော်မူပါအချောင်းတိတော်မူပါလိမ့်မယ်ဘုရားဟူရဲ့လျှောက်တင်တယ်။ဘရင်ကြီးကလည်းအမတ်ကြီးရဲ့တင်လျှောက်ချက်ကိုသဘောတူပြီးတော့အရသာဝစ်စားဝေရုပ်ဖြက်ပြီး လူအများအပန်းဖြစ်ရဲ့ဇရက်တစ်ခုတားရောက်လေအဲ့ဒီခိုက်မှာကိုနှောအမှုရရင်ရေးတိမ်မွေးတဲ့မိမနှစ်ဦးပါလေဇရက်ကိုလာရောက်ပြီးတော့အပန်းဖြေကြတယ်မင်းကြီးကပြည်သူလူထုကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေဟု၍မေတ္တာပို့ပြီးတော့အဲ့ဒီမိမနှစ်ဦးကိုလည်းနှုတ်ချူစွာနဲ့ပဲဘာကြီးကအချားတိုင်းတပါဧည့်သည်မလို့မေးပါရစီဒီတိုင်းပြည်အဖင်ကြီးဟာမင်းကျင်တရားနဲ့ညီညွတ်ပါရဲ့လားဆိုပြီးတော့စုံစမ်းမြင်းမြန်ပြန်နေအဲ့ဒီမိမနှစ်ဦးဟာ ချူသားစွာနဲ့ပဲအဖရဲ့ဒီတိုင်းမီယာဘင်ကြီးဟာမင်းချင်းတရားဆေးပွားနဲ့ညီညွတ်တဲ့အပြင်ကြီးတဲ့မှုငယ်အောင်မဲတဲ့မှုပပြအောင်ကျူပါအားထုတ်တဲ့စေတနာရှင်ဘင်ကြီးပါဒါကြောင့်ဒီဘင်ကြီးတတ်တော်ရာကျော်ရှိပါစေလို့ဆုတောင်းကြရပါတယ်ဟူပြီးဖြေကြလိမ့်ရင်အဲ့ဒီကမ္ဘာဘင်ကြီးဟာစိတ်ချင်းဝင်သွားပြီးတော့ပြည်သူတွေဟာမြေတားထားရတဲ့ငါဘင်ကိုဘာတင်လို့များအမကြီးကအထင်ကြီးရတယ် ။မအားလောက်မင်းချင်းတရားနဲ့ညီရပြီးစဖူးတခွင်မှာရှိသေးရလားဆိုပြောမန်မာနာတကြွလာတယ်။အဲ့ဒီခိုင်မှာကိုနှုတ်အမူရကြမ်းတမ်းထားတဲ့မိမနှစ်ဦးကလည်းဇရက်ကိုလာရောက်ပြီးတော့အပန်းဖြေကြတယ်။အဲ့ဒီမိမနှစ်ဦးအနက်မှာတဦးကအကျိုးနဲ့တော့မိုးရတဲ့အထင်တောက်ရီဦးကလည်းမရှိမရှိဘူး။ဇရက်ကလည်းဆုတ်ချလိုက်တာဆိုပြီးညီရဘီဟင်ကြီးကလည်းအဲ့မိမနှစ်ဦးရဲ့အမူရကိုကြည့်ရှုပြီးတော့မနှစ်သက်တဲ့သဘောထားတွေပေါ်ပေါက်လာတယ်။အဲ့နောက်မှာဘီဟင်ကြီးက ီမသူငယ်မရီကျုပ်ကဧည့်သည်မှုမေးပြရစီဒီတိုင်းမိယာဘီရင်ဟာဝင်းချစ်တရားနဲ့ညီရဲ့လားကွဲဆိုပြီးတော့စုံစမ်းမေးမြန်းပြန်တယ်အဲ့ဒီမိမနှစ်ဦးကအမောရာမပြေသေးဘူးဗာကြီးရတမျိုးဒီတိုင်းမိယာဘီရင်ဟာအလကားဟာကြီးပါဝင်းချစ်တရားနဲ့ညီဖို့ဝေလို့ငဲတဲ့အမှုကြီးအောင်အမြင်စီရင်တဲ့လူကြီးပဲဒီဘီရင်ကြီးမြေမဲပျက်စီးရင်ကောင်းမယ်ဆိုပြီးတော့ဆိုကြတယ်ဘီရင်ကြီးကလည်းနန်းတော်ကိုပြန်ကြွားတော်မူပြီးတော့အမန်ကြီးပြောတာတယ်မှန်ပါလား ကိုကမေတ္တာရှိမှသူကမေတ္တာရှိရပဲလို့ဝန်ခံပြီးတော့ပညာရှိအမတ်ကြီးကိုစုငွေတွေချင်းမြှောက်မှုလိုက်တယ်။ဆောင်းပုတ်တဦးမေတ္တာတဦးမှာမေတ္တာရှိကြောင်းမှတ်နားဆင်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။